ကဲအဲ morning exercise လေးအတူတူလုပ်အောင်နော်ကျွန်တော်ကိုယ်လက်လှုပ်ရှားမှုပေါ့နော်အရင်ဆုံးအာနည်းနည်းလက်ကိုအကျောချင်းလေးတွေဆန့်တာပေါ့နော်အဲဇက်ကြီးပေါင်းအဖြစ်ကလူငယ်လူကြီးမရွေဘူးခုနောက်ပိုင်းအကုန်ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ဟို sacral တိုင်းကအရင်များတာကျွန်တော်တို့ sacral တိုင်းများလာတဲ့အခါကျတော့အဲတကယ်ဒီတောက်လျှောက်ပေါ့နော်ကွန်ပျူတာသုံးတာဖုန်းသုံးတာပေါ့အဲ့လိုတောက်လျှောက်အရင်များပြီဆိုလို့ရှိရင်ဖြစ်နိုင်ရင်ကျွန်တော်တို့ကအဲကိုနိုင်ဝက်လောက်ပေါ့နော်ဟိုဒီလို တနာကြီးတချို့ဆိုနာကြီးနဲ့အများကြီးဇက်တိုက်အဲ့လို၃နာရီရှိအဲ့ဒါတွေကိုကျွန်တော်ယူဆိုင်ဖို့လုပ်တယ်အဲ့တော့အတက်နိုင်ဆုံးကျွန်တော်တို့ကဟိုဂျားတော့မှာခဏနာမယ်အဲပြီးရင်ကျွန်တော်တို့ဟိုအမြင်အာရုံပေါ့နော်အဲ့လိုပြောင်းပြစ်တာမျိုးဒီတစ်ခုခုကိုစိုက်ကြည့်နေတဲ့ဟာမျိုးမလုပ်တာအဲ့ဒါအာရုံရောကိုထိတာအဲ့တော့ဒါအခုလေ့ကျင့်ခန်းတွေလုပ်တဲ့ခါကျတော့လေအများကြီးတော့လေသူတက်တာလာအဲ့တော့ကျွန်တော်တို့ကအခုဒီရဆိုရင်ဒါလက်ကိုကျွန်တော်တို့ဒီလိုပေါ့အဲ position ပြောနေမယ်ပြီးရင်ကျွန်တော်ဒီလိုဒီလိုလှုပ်ရှားမှုတွေဒါမျိုးတွေနော်အဲ၁၀ချိန်ဒီလောက်ကျွန်တော်တို့လုပ်မယ် နော်အရှိနောက်နော်တော်တော်တက်တာလေအထဲမှာဆိုမပူချိန်ထွားတာနောက်ပြီးကျွန်တော်ဒါမျိုးပြန်ပြီးတော့နော်ရှေ့နောက်ပြန်ဝိုက်တာဒါအရင်ဆုံးစလုပ်ချင်ဒီလိုလေးစလုပ်မယ်စလုပ်ပြီးတော့မှကျွန်တော်နောက်ထပ်ဟိုကစားကွက်တစ်ခုပေါ့နော်โอเคအဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ကကိုယ့်ရဲ့လက်ကိုပုံမှန်တိုင်းလေးပေါ့ဒီလိုလက်ကိုဒီလိုဖြန့်မယ်ဆန်ရနော်လက်ကိုဒီလိုဖြန့်ပြီးတော့ကျွန်တော်ပုံမှန်တိုင်းလေးဆန့်ဆန့်ပြီးရင်အဲအဲ့ဒီဟာကို10စက္ကန့်လောက် နော်ရရင်ဆန်းမရဘူးဆိုရင်တော့5စက္ကန့်လောက်ဆန်း10စက္ကန့်ဆိုတော့ကြာတယ်တော်တော်မဆန်းနိုင်အဲ့တော့ဒီဟာကိုပြန်ပြီးတော့ဒီလိုဖြည်းဖြည်းချင်းမှောက်ပြီးတော့လက်ကိုဒီလိုပလက်လာအဲ့လက်ကိုအဲ့လိုပလက်လာနော်အဲ့ဒါကိုလည်းကျွန်တော်ကဖြစ်နိုင်လို့ရှိရင်အဲ့လို10စက္ကန့်လောက်လုပ်ချင်တယ်နော်ဟိုမရဘူးဆိုရင်ကျွန်တော်5စက္ကန့်လောက်လုပ်ပါနော်ဒါနောက်ကစားကွက်တစ်ခုအဲ့ဒါပြီးသွားပြီဆိုရင်နော်ကျွန်တော်ရဲ့အခုဒီလက်တစ်ဖက်ကကျွန်တော်ပုံမှန်ဒီလိုနေမယ် လက်ဘက်ကိုကတ်ထားမယ်လက်ကိုမကြွားဘူးကတ်ထားပြီးတော့လက်တစ်ဖက်ကကျွန်တော်တို့ဒီဘက်နော်ညာကဘဲကိုခေါင်းဥကောင်းကိုဘဲကိုတင်းတင်းဆွဲချာအဲဇက်ကြောကိုတော်တော်ထိတယ်နော်တော်တော်တင်းတင်းဆွဲချာသူ့ကိုလည်းအဲ့လိုပဲလက်မှာဟိုပါဇက်ကပေါ့နော်တင်းတင်းသုံးလေးငါးချောင်းခွန်ရှိ90ပေါ့နော်အဲ့လိုဖြည်းဖြည်းချင်းဆက်ဆက်ကလောက်ကြီးမယ်အဲပြီးရင်ကျွန်တော်တို့ကပြန်ပြီးတော့မှတ်မယ်ပြီးရင်ညာဘက်ကိုကတ်ထားမယ်အဲ့လိုဘဲကိုအဲ့လိုဆွဲချမယ်နော်ထိတယ်အခုဆိုတာတော်တော်ဇက်ကြောတော်တော်တက်တာနော် ဲ့လိုထိမယ်အဲပြီးတော့ပြီဆိုရင်နောက်တစ်ခွက်ကကျွန်တော်ကကိုယ့်ရဲ့ဒီလက်ပေါ့နော်လက်ကိုဒီဘက်ကိုတတောင်းဘဲတတောင်းညာဘက်ကိုဒီလိုဆွဲတာတော်တော်ကိုပြည်ရဲ့အဲ့ဒါကျွန်တော်တို့တော်တော်ကိုဆွဲအဲ့ဒါလေဆက်ဆက်ကန်ဒီတော့ဆွဲအဲ့ဒါတော်တော်ကိုပြည်ရဲ့အဲ့လိုပဲနောက်ပြီးကျွန်တော်ညာဒါကျွန်တော်အကွက်တီပဲပြရအောင်နော်မိတ်ဆွေတို့အဲ့လိုဖြစ်နိုင်ဆယ်စက္ကန့်စီလောက်လို့เนาะအဲ့လိုလုပ်မယ်အဲပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်တို့က ကိုယ့်ရဲ့ဒီခေါင်းပေါ့နော်ခေါင်းကိုကျွန်တော်တို့ဒီလိုလေးငုံမယ်ဆယ်စက္ကန့်ပြီးမော့မယ်မော့ရင်တင်းနေမော့မော့ရင်တင်းနေမော့ငုံရင်လည်းဒီလေးကြီးကဒီအားနဲ့ထိအောင်ပေါ့နော်ဖြစ်နိုင်အဲ့လိုငုံနော်အဲ့ဒါပြီးမယ်ပြီးခေါင်းလေးကိုအဲ့လိုလေးဖြီးဖြီးချင်းအကျဉ်းချင်းကြီးမလုပ်နဲ့တော့အခုကျွန်တော်တို့ဂုတ်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 နဲ့နေတယ်အဲ့လိုခေါင်း exactly အဲ့လိုလေးလှည့်လှည့်ပြီးတာလေးလုပ်ပါနော်လုပ်မယ်ပြီးရင်တစ်ခါဒီလိုပြန်ဝိုက်မယ်တစ်ဖက်ကိုအဲ့လိုဆယ်ကားစီလောက်ပေါ့ နော်ဆဲကဒီတော့တုတ်ထားလို့လေလို့ပြီးနောက်တစ်ခွက်ကလက်ကိုတော့နှစ်ဖက်ကိုသူရှက်ထားဒါမျိုးတင်ညိတ်နော်အဲ့ဒါလည်းအဲ့လိုပဲဆဲကဒီတော့နော်ကျွန်တော်ကအဲ့လိုလုပ်မယ်โอเคနော်အဲ့ဒါပြီးသွားရင်တစောင်းပြပါရမှာကျွန်တော်လက်ကိုဒီဒီလိုရှက်ထားရှက်ထားပြီးရင်နော်ဒီလိုလက်ကိုဒီလိုနောက်ကိုထားပါထားပြီးတာ ਨੇ လက်ကိုဒီလိုမော့မယ်ဒီလက်ကိုခဏမယ်အဲ့ဒါလည်းတော်တော်ထိတယ် အဲ့ရသလောက်လှမ်းလက်ကူရသလောက်လှမ်းနော်အဲ့ဒါလည်းအဲ့လိုပဲဆဲဆဲကန်းလောက်ထားအဲ့ဒါမျိုးပြန်ထားပြန်ကပ်ပြီးကြရသလောက်လှမ်းနော်အဲ့လိုပုံစံအဲ့လိုပုံစံလုပ်ဖို့လိုတယ်နောက်ထပ်တစ်ခုကတော့ဒီလက်ကိုကျွန်တော်တတောင်ပေါ့တတောင်ဒီဘက်တတောင်ဒီဘက်ဒီဘက်ကဒီလက်ကောက်ဝင်တယ်အဲ့လိုဆွဲဒီလိုဆွဲဟုတ်တယ်တတောင်ဝင်တယ်ဒီလိုဆွဲအဲ့ဒါလေးတွေကလည်းအကျော်အရန်ပြီးအာဦးဆဲဆဲကန်းလောက်ဆွဲဆွဲအဲ့ဒါလေးလုပ်နော်โอเค ကျန်တာကတော့ကျွန်တော်တို့နေဝါ90လေးကျင်ကန်လေးပေါ့နော်ဒါလေးပေါ်ပါလို့ရပါတယ်ဗျာအဲ့တော့ကျွန်တော်တော့ပုံမှန်လေးအဲ့လိုလေးကျင်ကန်စားတာလေးကြီးကျွန်တော်ပုံမှန်လုပ်တာလေးရှိပါတယ်လို့နော်ကျေးဇူးပါ